ဒီနေ့ဆိုရင်မြမသမိုင်းမှာလူသေးဆုံးပျက်စီးမှုအကြီးမားဆုံးသကိုင်းကလင်ကြီးလှုပ်တာ6ရက်ရှိပါပြီ။မန္တလေးမြို့မှာလည်းမြင်းကလင်ကြီးကြောင့်သေဆုံးပျောက်ဆုံးသူအရေအတွက်ထောင်ချီရှိနေပြီးပျက်စီးဆုံးရှုံးမှုအများဆုံးမြို့တွေထဲကတမြို့ဖြစ်ပါတယ်။ဒါကြောင့်ငလင်တန်ခံရပြီး6ရက်မြောက်နေ့မှာကယ်ဆယ်ရေးလုပ်ငန်းတွေရဲ့အခြေအနေနဲ့အရေးပေါ်လိုအပ်နေတဲ့အကူအညီကဘာတွေလဲစသဖြင့်အကြောင်းအရာတွေကိုမြို့ကန်တအူစီ People Spring က April 2ရက်နေ့မှာဆက်သွယ်မေးမြန်းထားပါတယ်။ အရင်ဆုံးလက်ခံပြီးတော့ဖြည့်ပေးတာကျေးဇူးပါအဲငလင်ကြီးလောက်တာဒီနေ့6ရက်ရှိပြီဆိုတော့ကေဇယ်ရေးလုပ်ငန်းတွေရဲ့နောက်ဆုံးအခြေအနေအရင်ပြပြပေးပါအောင်ဆရာဟုတ်ကဲ့ကေဇယ်ရေးအပိုင်းကတော့ကျွန်တော်ဒီ dead body ပေါ်ထုတ်တာကတော့တော်တော်လေးတော့ဟိုဟိုဟာရနေပြီပေါ့နော်ဒါပေမဲ့ကျန်တာတော့ကျန်နေသေးတယ်ပေါ့ဒီကပြဿနာဆက်ရန်တရအစိုးရဗန်ဖို့မပေးနိုင်ဘူးအစိုးရနဲ့နှိစက်တဲ့လူတွေပဲလုပ်ပေးနိုင်တယ်ပြဿနာအလိုဖြစ်နေအဓိကဆက်ရန်တရလိုတယ်ကျွန်တော်တို့ပတ်စံပေးငားတော့လေဟိုကကုမ္ပဏီတွေကသူ့နဲ့ငါအပြိုင်ဆိုင်ဖြစ်တော့ငားမရအောင် ဟုတ်ကဲ့ဆရာအဲဘလီရီအပါဝင်အဆောက်အုံတွေမှာဒီကယ်ဆယ်ရေးလုပ်ငန်းတွေကရောခက်မှန်းကြီးပေါ့နော်ဘယ်နှစ်ရာခိုင်နှုန်းလောက်ပြီးပြီလို့ထင်ပါလဲရှင့်အဲကယ်ဆယ်ရေးကျွန်တော်တို့အဓိကတော့ဒီဓာတ်ပေါ်ကြီးထုတ်တဲ့အပိုင်းကိုအဓိကဦးစားပေးရတာပေါ့ဗျာအဲဆိုအဲ့ဒီပိုင်းကတော့ကျွန်တော်တို့ကရာခိုင်နှုန်းလို့ပြောရတော့ကျွန်တော်တို့85ရာခိုင်နှုန်းလောက်ပြီးစီးနေပြီဟုတ်ကဲ့ဟုတ်ကယ်ဆယ်ရေးမလုပ်နိုင်တာတွေရောရှိလားအဲဘယ်နေရာတွေလဲဆရာ ပြည်စည်းမလုံးနိုင်တဲ့အပိုင်းတွေကတော့ကျွန်တော်ဒီအစောဦးတိတ်ကြီးတာတွေကလက်လျှော့တချို့လက်လျှော့ထားတာတွေဖြစ်တယ်ပေါ့ဗျာရန်ရရမလုံလောက်မှုရယ်နောက်ပြီးတော့သူတို့ဒီလောကလည်း၄ရက်၅ရက်တာဆိုလူတွေပန်းကုန်ပြီပေါ့ဗျာကျွန်တော်တို့အခုဒီမနေ့ကဆိုကျွန်တော်တို့ကကမ်ဘလူပေါ့စကိုင်းကမ်ဘလူကလူ၁၀ရောက်ကျွန်တော်တို့ပထမတစ်တုံးနေနဲ့ခေါ်ရတယ်လောကပြီးဒီမှာလူတွေကလက်ပန်းကြကုန်ပြီပေါ့အဲ့ဒါဆိုရင်ဒီအစောအုံအောက်မှာပိတ်မိနေသူတွေကအသက်ရှင်ဖို့မျှော်လင့်ချက်ရောရှိအောင်မယ်လို့ထင်ပါလား အဲ့ဒါရှင်းဘောရမြုံလင်းချက်မရှိတော့ဘူးဗျာ။ဘောင်းဆိုတော့စောက်ပြီးလို့ဒံရရတဲ့လူကဒီဒံရနဲ့ဒီလောက်ကြီးတံမခံနိုင်ဘူး။နောက်နံပါတ်2ကကျွန်တော်တို့ဒီလူတွေရဲ့အသက်ရှူဖို့ဗျာ။အောက်ဆီဂျင်ရရှိမှုရဲ့ရေဓာတ်ကခန့်သွားပြီလေ။၄၈နာရီဆိုခင်ဗျာလူတယောက်ရဲ့ရေဓာတ်ကဆက်ဘလုံးမရက်တည်နိုင်တော့ဘူးလေ။မြုံလင်းချက်ကကျွန်တော်တို့မရှိတော့မနေ့ကနောက်ဆုံးတယောက်ကျွန်တော်တို့အင်ဂျင်နီယာမာလေးက35လက်ဂီဒီစောက်ဦးတွေကရတယ်။အဲ့ဒါကျွန်တော်တို့ဒီဟာဆိုရင်၄ရက်မြောက်အဲ၃ရက်မြောက်ဖြစ်သွားပြီပေါ့နော်။၃ရက်မြောက်မှာအင်ဂျင်နီယာကောင်မလေးကရတယ်။ ဟုတ်ကဲ့ဆရာအဲအခု April 2ရက်နေ့အထိဆိုရင်ဒီငလင်းကြောင့်တည်ဆုံးသူဘယ်လောက်ရှိမယ်လို့ထင်ပါလဲကျွန်တော်မန္တလေးအတိုင်းအတာလည်းတော့တထောင်ကျော်အတိုင်းအတာမှရှိတယ်ဗျအဲ့ဒါနောက်ထပ်ဆက်ပြီးတော့ဒီဒီတချို့ကတည်းကလူကပြောင်းနေတယ်အဲဘော်ဒီလည်းရှာမရလူလည်းရှာမရအဲ့ဒါတွေကျွန်တော်စဉ်းစားလိုက်ပြီးတော့ပြုစုနေရဒီနေ့အထိအသက်ရှင်ရဲ့ကဲထုတ်နိုင်တာတွေရောရှိနေသေးလားဆရာရာခိုင်နှုန်းအပြည့်တော့နည်းတယ်ဗျာကျွန်တော် ရှိတယ်23လတဝိုင်းမှာဟိုအသက်ရှင်ကဲထုတ်နိုင်တာ9ရောက်တော့ကျွန်တော်တို့တွေ့ရတယ်ဒီတိုက်တွေထဲမှာပိတ်မိနေတာဗောနော် အဲ့ဒါတွေကတော့ကျွန်တော်တို့ကဒီဟိုပါပေါ့ yes မကြတော့တော်တော်တွင်းနေမှာပေါ့ဟုတ်ကဲ့ပါအဲမန္တလေးမှာကငလင်တန်တော်တော်လေးခံလိုက်ရပြီးပြိုပြက်တာတွေလည်းရှိနေတော့ဒီပိတ်မိနေတဲ့ပြည်သူခမန်းကြီးဘလောက်လောက်ရှိနိုင်တယ်လို့မျိုးကန်တွေအနေနဲ့ခမန်းထားလဲဆရာအခုအစင်းပြောက်တဲ့ဥယျာဉ်လို့100လောက်ရှိနေတယ်ပေါ့လူအပြင်းမှာလူလည်းမတွေ့ရဘူးအဲဆက်သွယ်လည်းမရဘူးပေါ့နော်အဲဆိုအဲ့လူတွေအတွက်ကျွန်တော်တို့ကပဲအဒီကစာအုပ်ထဲမှာရှိနေတာလားတနေရာရောက်သွားတာလားအဲအဲ့ဒါတွေကျွန်တော်တို့လိုက်ပြီးတော့ဟွာလုပ်နေရတယ် တချို့ဆောက်ဦးတွေကဘယ်နှယောက်လူရှိတယ်သိရတချို့ဆောက်ဦးတွေလူရှိမျိုးမရှိမျိုးမသိရအခုအနံ့အပေါ်မှာကျွန်တော်တို့ကအနံ့ခံနေရတာပေါ့နော်အနံ့နဲ့ကျွန်တော်တို့လိုက်နေရတာပေါ့ဟုတ်ကဲ့အဲဒီအချိန်လေးမှာငလင်သင့်ပြည်သူတွေကယ်ဆယ်ရေးအတွက်အဓိကလိုအပ်ချက်ကဘာတွေများဖြစ်မလဲအဓိကလိုအပ်ချက်ကကျွန်တော်တို့ဒီနီးပညာပိုင်းနဲ့ပေါ့နော်ဆက်ရင်းတရားအဓိကကြားနေတယ်အစ္စလမ်ဘာသာဝင်တွေထဲမှာရောဒီသေဆုံးသူတွေထပ်ပြီးတိုးလာသေးလားဆရာ မနေ့ကထွက်ဆက်ထွက်တယ်ဗျထွက်တယ်ဗျဟိုရာဂိုင်းလုံးအပြင်ပြောရင်နဲသွားပြီပေါ့နော်ကျွန်တော်တို့အဓိကတော့ဟိုကလုံနေတယ်ကေဒီကေစေရေးထဲဆိုင်ပေါ့ဗျာဒီစာနဲ့ရေးခါစီးဝါရေးပေါ့နော်အဲ့ဒါဖြန့်ချီရေးတွေလုံနေရတယ်ကျွန်တော်ဒီနေ့ဆိုရင်သခိုင်းကိုညနေကိုလူလူတထောင်သာသွားဝင်ကရန်ကုန်ဘက်မှာကျွန်တော်တို့နီးပညာသမားတွေပါလာမယ်အင်ဂျင်နီယာတွေဒီစာအုပ်တွေကျွန်တော်တို့ကြံ့ခိုင်မှုရှိမရှိတွေစစ်မယ်။နောက်ဘာသာရေးစာအုပ်တွေစီးရင်ကောက်မယ်တိတိကျကျနေပြီးတော့စီးရင်တင်ဖို့အတွက် အဟုတ်ကဲ့ဒီမေးမြန်းမှုရဲ့အဆုံးသတ်အနေနဲ့ဆရာအနေနဲ့ပေါ့နော်ဘာများဖြည့်ဆွက်ပြီးတော့ပြောချင်ပါသေးလဲဒီ wifi line တွေပေါ့နော်ဥမာမဟာနက်ဆိုရင်အခုမရတာ9ရက်ရှိတချို့ line တွေကရတယ်ပေါ့အဲအဲ့မှာဒီ wifi ဒီကျွန်တော် public က wifi တွေအလုံးလုံးပေးစီခြင်းတယ်ပေါ့နော်အစိုးရမနိုင်တာတဲ့ဆိုင်အစိုးရမနိုင်တာလွတ်ထားလိုက်အစိုးရသူကိုယ်သူမနိုင်နေတာ public ကနိုင်ဖို့လိုတယ်ပေါ့ဟုတ်ကဲ့အဖြေချပေးတာကျေးဇူးတင်ပါတယ်